ဘုရားသခင်ကိုရမကြီးကဟောတယ်။ဝါတဲ့မင်းတို့အမတန်ရေးကြီးတဲ့ချက်မင်းတို့မှာနောက်ကလိုက်ပြီးဒီကလာနေပါတယ်ဆိုတဲ့ဥစ္စာကိုသူသတိပေးရှာတယ်။ရေးကြီးတဲ့ချက်ကဘာတုံးဆိုလို့ရှိရင်ဒီဘုန်းကြီးတို့မျိုးရေးရှိဘက်ကနေပြီးဒီကလာတောင်ကြီးတွေရှိကြတယ်။အဲ့ဒီတောင်ကြီးတွေပေါ်မှာဘုရားကတိထံသာရာတော့မြစ်တောင်မဆမ်းမှုတောင်တွေကျော်ပြီးဒီကလာဒီမျိုးတွေဒီဝါတွေရေသွမ်းမို့သွားမယ်ဆိုလို့ရှိရင်လေသွမ်းမို့နိုင်တာပဲ။သွမ်းမို့သွားလို့ရှိရင်ဖြင့် လေမရှိတက်မရှိဖောင်မရှိဒီလိုပုံကိုယ်တွေကဗယမရာမြော့ပြီးကလာအေယဝရီတဲ့ရောက်ပါလိမ့်မယ်အေယဝရီကနေပြီးကလာသမုဒ္ဒရာရောက်သမုဒ္ဒရာရောက်ငားလိုက်မကန်းလို့အစာဖြစ်ကြလိမ့်မယ်ဆိုတာလည်းအထင်ရှားပဲဖောင်မရှိလေမရှိနဲ့ဆိုကြရင်လေဘလူလွတ်เสียရှိသေးတဲ့တို့မင်းနေလို့ရှိရင်ဖြင့်အင်းဖောင်မရှင်ပဲနဲ့မဲ့နေတဲ့ပုဂ္ဂိုလ်အိတ်နေတဲ့ပုဂ္ဂိုလ်တွေအပြင်ဗယံဗရာမျောလို့ नाले मुगान सबसे दिमाले मरना सूर्य ये जी अधिकार मारू ला ने भी लो मचा दम मरना सूर्य ये जी आदम वो अबे म्यो में ये जी आई सिम सी संसार जी बा आलों वो अबे म्यो में ये जी आ एक ऐसी दिखाई सी बा होनी ले मचाम बुरी अधिकार मारे ले मचाम अगो म्यो मावे अगो म्यो में ये जी आ လာနေပြီဆိုတာလည်းတရားဓမ္မတွေကသံတရားမရှိနဲ့လာနေပြီလို့တရားကျွမှတ်ပြီတော့ဒီတဲ့ဘသူကြံရမလဲလို့မေးတဲ့ခါကြလို့ရှင်ဖြင့်မဲခင်ဖောင်ကြီးများလှုပ်ထားနိုင်တဲ့ပုံကိုဖြင့်မြုပ်ချင်းမြောချင်းဆိုတဲ့ပင်လေတွေတော့မရောက်ပြီမှန်ပါဗျာ။ဆံရတဲ့ရဖြစ်တဲ့နိဗ္ဗာန်တောင်ကမ်းပေါ်ရောက်ကြလိမ့်မယ်။မှန်ပါဗျာ။မေခင်ဘုံမရှိတဲ့ပုဂ္ဂိုလ်မှာဖြင့်ခဏကအိပ်ပြော်လို့ဗယံမရာမျောပြီးငါးလိမ့်ငန်းတို့အစာဖြစ်ရသလို ဒီကဓမ္မတွေလည်းဖြစ်ရမှာဘုရားသခင်ကိုရမေကြီးမြင်တော့ကြောက်အိပ်ပျော်ခြင်းကိုဖြင့်တကယ်အသက်ရှူရှိုက်ဟောက်ပြီးအိပ်နေတာကိုဘုရားကဆိုလိုတာမဟုတ်ဘူး။သာယသမီးရှိပွားရေးတွေဟူသောလောဘအဝိဇ္ဇာတို့တဏှာတို့နဲ့လောက်ကင်နေတာဟာငါဘုရားကအိပ်ပျော်ခြင်းလို့သတိပေးပါတယ်လို့ဆိုတာမှတ်ထားကြပါဘာ။မှန်ပါဗျာ။သာယသမီးရှိပွားရေးလိုက်စားပြီးကြတာဒါနဲ့ချိန်ကုန်နေတဲ့ပုဂ္ဂိုလ်ဟာအဝိဇ္ဇာနဲ့တဏှာတွေဟူသော အမိုက်တိုက်ထဲမှာသေသေးချာချာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ပဲလို့မှတ်လိုက်ရမှာမှန်ပါဗျာဝိပဿနာအလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြက်အလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြက်အလုပ်ကိုလုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝိနည်းမဂ္ဂင်တွေရောက်ပြီးဒီကရနေသောကြောင့်အော်သူကဖောင်ပိုင်ရှိပြီးဖောင်ရှင်းနေတဲ့ပုဂ္ဂိုလ်ဖောင်ပိုင်အရလုပ်နေတဲ့ပုဂ္ဂိုလ်မဂ္ဂင်ဖောင်ကြီးကိုတွဲနေတဲ့ပုဂ္ဂိုလ်မမြုပ်အောင်မမျောအောင်ကိုယ်ပိုင် လုပ်နေတဲ့ပုဂ္ဂိုလ်ပဲဆိုရင်ဖြင့်အမှန်ပဲလို့ဆုံးဖြတ်ချက် ်ပါဗျာဒါရင်လာရသမီးစုပွားရေးလိုက်နေတဲ့ပုဂ္ဂိုလ်ကအိပ်ပျော်တဲ့ပုဂ္ဂိုလ်ပါဗျာဝိပဿနာလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကနိုးလို့ရေလာမှာသိလို့ဖောင်းနေပြန်ဆင်ပြီးဒီကလာထားတဲ့ပုဂ္ဂိုလ်ပါဗျာအဲ့ပုဂ္ဂိုလ်နှစ်ယောက်ကလောကကြီးထဲမှာတကယ်ကြွယ်ရှိတယ်ဗျာမရှိကြဘူးရှိပါဗျာအဲ့ဒါကြက်ကြက်စဉ်းစားပါလို့ခွန်ကြီးတို့ဒကာရမတွေသတိပေးလိုက်ပါတယ် သာယသမီးအစီပွားရေးကိုအမောရပန်းလိုက်ပြီးဒီကလာတနေ့နဲ့လည်းမပြီးနှစ်နေ့နဲ့လည်းမပြီးနဲ့တခါကျွဲတော့ရောင်းဝယ်လာတာကုနဲရရလည်းမဟုတ်ပါဘူးဗျာနဲရလားလည်းမဟုတ်ပါဘူးဒါရီကပြီးပြီလို့လည်းဆုံးဖြတ်ချက်ချလို့မရသေးလောဘဒေါသခိုင်းနေအလုံးလုံးပြီးဒီကလာမောဟရီဥသောတရားကပိတ်ပင်လို့လောဘတို့ဒေါသတို့ခိုင်းတိုင်းမာနတို့ခိုင်းတိုင်းအလုံးလုံးပြီးဒီကလာနေတာညာစကန်းဤစိတ်ရှင်းဖြစ်လေသောကြောင့်အိပ်ပျော်ခြင်းအလုံးလုံးခရကခေါ်လိုက် သဘောပါညာစကားလို့မဟုတ်တော့ကြောင့်သူ့ဘယ်နဲ့ဆိုကြပါ့မလဲအိပ်ပျော်တဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲလို့မှတ်စမ်းပါဝိပဿနာလုံးလုံးနေတဲ့ပုဂ္ဂိုလ်ကတော့ဝိဇ္ဇာတဏှာတွေအိပ်ပျော်ခြင်းမှာ노ပိရိကာလဝိဇ္ဇာအာလောဘတွေအလုတ်ကိုလုံးနေသောကြောင့်노နေတဲ့ပုဂ္ဂိုလ်ဖောင်းရှင်းနေတဲ့ပုဂ္ဂိုလ်ကိုငါဖះကခေါ်လိုက်ပါတယ်လို့သေသေးချာချာပဲမရှိပါဘူး။ဩော်ဒါဖြင့် လောကကြီးထဲမှာတရားကျော်တရားတက်တော့အိမ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မှန်ပါဗျာနိုးနေတဲ့ပုဂ္ဂိုလ်ကိုမှန်ပါဗျာဒါပြန်အိမ်နေတဲ့ပုဂ္ဂိုလ်ကိုမရဏဆိုတဲ့ရည်ကြီးကတိုက်ချတဲ့အခါကျတော့ဖောင်မရှိလှေမရှိတက်မရှိလို့မျောကျင်လို့မျောပြီးတဲ့ကာလမြုပ်ကျင်လို့မြုပ်လိမ့်မယ်ဆိုတာဖြင့်တန်ဖိုးရမရှိကြဘူးမှန်ပါဗျာအိပ်ပျော်နေတာဘူး အိပ်ပြန်နေတဲ့မရဏဆိုတဲ့ကြီးလာစွာသောရေကြီးကတကအောင်လို့တိုက်ချလိုက်တော့သူ့ခိုးခွေရရှိသေးရဲ့မရှိပါဘူးဗျာခိုးခွေရမရှိတော့ဘယမရမျိုးပြီးဒီကလာဝဲရဲရဝဲရကနေပြီးစုပ်သွားလို့အောက်ရောက်အပဲလေးပါးရိဥ္ဇာနေရဌာနမှာမရှိမလားရောက်ကြလိမ့်မယ်ဆိုတာတကကျေတကတစ်တို့ယုံမလားမှန်ပါဗျာဩော်ဒါဖြင့်တို့ဒီကလို့ဆိုရင်ဖြင့်တိုင်းစီသမီးရရှိပါရဲ့နဲ့လုံနေတာဟာဖခင်ကလည်းဟောဆရာခွန်ကြီးကထပ်ပြန်တရိပ်ပေးလိုက်ပြန်တော့ ဒါအိတ်နေတဲ့အလုပ်လို့ဆိုပါကလားတပည့်ကြကြတရားသမီးအစီပွားရလိုက်နေတဲ့ပုဂ္ဂိုလ်များဘယ်လိုတွေတုန်းခရကအဝိဇ္ဇာကဖုံလုံးတဏှာကလိုခြင်းဒေါသကမရစိတ်ဆိုးမာနကရပြန်လို့ရှိရင်လည်းငါလိုရှာနေပွေနေတာရှိရလားငါလိုတိုင်းနဲ့ဒါနဲ့နေနေတာရှိရလားဆိုတော့မာနကလည်းတက်လာပြန်တော့အိပ်ပျော်တဲ့ပုဂ္ဂိုလ်တွေပဲမှန်ပါဗျာပညာရည်ဟူသောနိုးခြင်းဖြင့်နိုးပါရဲ့လားမနိုးပါဘူးဗျာဩ တာဖြင့်ခွင်းရတရားဓမ္မတွေအိတ်ချိန်နဲ့နိုးချိန်ဒီကားလို့ဆင်းဖြင့်အရှင်ရှားကြီးပါလားမှန်ပါဗျာဒါကြောင့်ဘုရားသခင်ကိုရမကြီးကငါဒီအဝိဇ္ဇာရိသောအိပ်ပျော်ခြင်းမှနိုးပြီးဒီကာလလာလို့ဘုရားဖြစ်သူရောက်ခဲ့တယ်ဆိုတာလေဘုရားတိုင်းဟောတဲ့တရားဖြစ်နေသောကြောင့်ဓရမတွေယနေ့ခြေပိုင်းမှာတံဝေကအားဖြင့်၎င်းအမှန်အားဖြင့်၎င်းဥပါဝန်တို့ခေါ်လိုက်တယ်နော်မှန်ပါဗျာဒါရီသမီးရှိပါရဲ့အခုပေါ်တဲ့အရေးတွေလိုက်နေကြလို့ရှိရင်ဖြင့်တဲ့ ဒါအိပ်ပျော်သောပုဂ္ဂိုလ်ပဲမှန်ပါဗျာဘာလို့တော့အဝိဇ္ဇာတဏှာတို့ဤအလုပ်ကိုဗျာမှန်ပါဗျာဘာဆိုကြမလဲအဝိဇ္ဇာတဏှာတို့ဤအလုပ်ဆိုတော့ခရကဘယ်ထဲသွန်းလိုက်ပါလိမ့်အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ဟာဒဂရမရမရဏဆိုတဲ့ရေကတော့လူတိုင်းတိုက်ချမှာမို့လာမှာပဲသူ့လည်းသူ့မရဏရေနဲ့ကို့မှာလည်းကို့မရဏဆိုတဲ့ရေကြီးကတော့ဖြင့်ဒီမျိုးရှိဒီနယ်ရှိနောက်မွေးတဲ့လူရောအရင်မွေးပြီးသားတွေရော ဒါကောင်အကုန်တိုက်ချမ်းပါဘုရားအကုန်သတ်မယ်ဆိုတာကတော့ဖြင့်တန်တရားမရှိကြနဲ့ပေါ့ဗျာမှန်ပါဘုရားအိပ်ပြနေတဲ့ပုဂ္ဂိုလ်ရေတိုက်ချလိုက်တဲ့အခါကျတော့မက္ကံဖောင်ကြီးကလည်းမလုံမီလက်မဲ့မျောရတဲ့အခါကျတော့ရေကြီးကတန်တန်လက်မဲ့ကလည်းမျောရပြန်ဆိုတော့ရေစီမံကလေးခံရလို့ဝဲရလဲရောက်မှန်ပါဘုရားဝဲစီမံကလေးခံရလို့အောက်ငရဲကိုလည်းရောက်ဆိုတာညံ့ပွေရလူသေးမှန်ပါဘုရားဩော်ဒါဖြင့်ဒကာတော်မတို့ရောင်းတိုင်းဝဲတိုင်းနေတိုင်းထိုင်တိုင်းဒကာကျွဲတာ ဘုရားခင်ကိုရမြကြီးဉာဏ်ပညာနဲ့ကြည့်လိုက်တော့အဲ့နေတဲ့အလုပ်ကိုမှတ်လိုက်စမ်းပါပါဘုရားအယောင်ဝဲလုပ်တွေတိုင်းသမီးရှိွားရဲ့အလုပ်တွေဘယ်လိုဆုံးပြည့်ချက်ပါအဲ့နေတဲ့လုပ်ပါဘုရားအဲ့နေတဲ့အလုပ်မရေကမလာဘူးလားလာနေသလားပါပါဘုရားအရင်မှတည်းဒီဒီအလုပ်လုပ်ရင်းနဲ့သေသွားတဲ့လူတွေလည်းတကသစ်တုံမြင်မှုပါလိမ့်မယ်ပါပါဘုရားဒါရေတိုက်ချသွားတာဘောဗျာပါပါမရဏဆိုတဲ့ရေကြီးကတိုက်ချသွားတော့ဒကာဓမ္မတို့ဖုံးကမရှိ အင်းဒါဖြင့်ရေရှိမင်္ဂလုခံပေါ့ဗျာမှန်ပါဗျာမရဏရေရှိမင်္ဂလုခံရတော့ဒကာရမတို့ခိုးခွေးရကလည်းမရှိဆိုတော့မရဏရေကရှိမှန်လိုက်တဲ့ဆက်ကဝဲရဲပို့လိုက်အင်းဝဲရဲဆိုတော့အာသဝဆိုတော့ဝဲရဲပို့လိုက်အာသဝဆိုတော့ဝဲရဲဒီကလည်းရှင်ပို့လိုက်ပြီးသုမဖြင့်ဝဲဆိုတာလှဲ့လှဲ့ဆိုတာလှဲ့ပါများမြုပ်မြုပ်ရကနေအောက်ရောက်သွားတော့ဘယံဗရာနဲ့ပဲတဲ့ဒကာရမတွေနေကြထိုင်ကြတော့မယ်ဆိုတာဖြင့်အမှန်ပေါ့ဗျာမှန်ပါဗျာ သဘောပါကြ။အော်ဒါဖြင့်သာယသမီးရှိပွားရေးလိုက်စားပြီးကာလဒီနေ့ချမ်းသာနုံနုံဒီနေ့ချမ်းသာနုံနုံပြည့်စုံနုံနုံနဲ့ရေလို့ရအသက်ဘေးကင်းရဖြစ်တဲ့မဲခင်ဖောင်ကြီးကိုကိုယ်ပိုင်ရအောင်လုပ်မထားမှုကိုယ်ပိုင်တွဲဆပ်ပြီးကာလဆင်မထားမှုပါဒကာကျွဲအယုတ်ဆိုးလွန်းတယ်မှန်ပါဗျာဒကာဓမ္မတွေဘယ်လိုဆိုကြပါမှန်ပါဗျာစဉ်းစားပါစဉ်းစားပါဒကာဓမ္မတို့ ဒါကူပြောနေတဲ့အရေးကဘုန်းကြီးကတန်စာရှင်းပြောတဲ့အရေးလို့လေဒကာရမတွေကမှတ်ပါနဲ့အားလုံးကိုသက်ဆိုင်နေလို့ဘုရားကဟောခြင်းဖြစ်ပါတယ်။ကဲဒါဖြင့်ဒကာရမတွေရေလားနေဗလားမလာဘူးလား။မရဏဆိုတဲ့ရေကြီးရတယ်။ဒီတန်းယနေ့လားနဲ့ပြန်လာတယ်ကောမပါဘူး။ပါလို့မဂ္ဂင်ဖောင်ကမပြီးသေးခင်မဂ္ဂင်ဖောင်လည်းမရှင်ပဲနဲ့မဂ္ဂင်ရှိပါလို့မလုပ်ခဲနဲ့ဒီတိုင်းမှမျိုးကြရမယ်ဆိုတော့ဖောင်မရှိတဲ့ပုဂ္ဂိုလ် မျောရောမှုဒီတရားဓမ္မတို့ကိုကိုရမယ်မျောမှုပေါ့မှန်ပါဗျာတဘောပါကြမှန်ပါဗျာဗာမျောမှုတယ်ကိုကိုရမယ်မျောမှုပါကိုကိုရမယ်မျောမှုဆိုတော့လမ်းမှာလည်းဘာမှကိုကိုရမရှိအင်းရေစီမံတယ်လို့ခန္ဓာကြီးကလိုက်ရလိမ့်မယ်မှန်ပါမလိုက်ရဘူးမှန်ပါအင်းမရဏစီမံတယ်လို့ခန္ဓာကြီးကလိုက်ရတော့တရားဓမ္မတို့မျောကျင်တယ်လို့မျောမျောဗာများဝဲရဲရောက်ဝဲရဲရောက်ဝဲလေလမကလည်းမြုပ်တဲ့ထဲရောက်ဒါကြောင့်မျောခြင်းမြုပ်ခြင်းလို့ဟာ မဲ့ပြန်ဖောင်မရှိတဲ့ပုဂ္ဂိုလ်ဤအလုံးဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ဤအလုံးလို့မှတ်လိုက်စမ်းပါဘုရားတပည့်ကြဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ဤလောကပြင်မျောခြင်းနဲ့မြုပ်ခြင်းမရှိဘုရားတခါကျွယ်ကောင်းကောင်းသဘောပါဘုရားအားလုံးကဓမ္မတွေယနေ့လေးလေးစားစားနဲ့ပဲတံခေကလည်းဖြစ်စေတော့မှန်လည်းမှန်စေတော့ဘုရားခင်ကိုရမကြီးပါဠိတော်ကိုကြည့်ပြီးဒီကလား ဓမ္မဗရမှာလာတဲ့အတွက်တံပုဒ္ဓပသူသမ္မတံဗျာသတ္တမာနသန္တံသုတ်တံကမ္မမဟောကောဝမေစုအာရယကိစ္စတိဆိုတဲ့ဂါထာကိုမြန်မာလိုရှင်းပြကြတာပြခြင်းဖြစ်ပါတယ်လို့မှတ်ကြဒါဖြင့်ရေလာမှာသိကြနေတဲ့ပုဂ္ဂိုလ်တွေဘာရေးကြည့်ပါလိမ့်မလဲဆိုတော့ကိုယ်အသက်ကယ်ဆယ်ရေးရေးရှိတယ်။မှန်ပါဗျာ။ကိုယ်အသက်ကယ်ဆယ်ရေးဆိုတော့လေမျောပေါင်းဆံပေါင်းတို့တွင်မျောတဲ့ဥစ္စာကတော့ဖြင့်ဓမ္မတို့ မိစ္ဆာဖောင်ကြီးကခင်ဗျားတို့ဆင်နေကြမယ်ဆိုမျောမှာပဲမှန်ပါဗျာတမာဖောင်ကြီးကိုဆင်ကြမယ်ဆိုမြင်ဆန်နဲ့ဖုံဖြစ်ပြီးကြလားနိဗ္ဗာန်တောင်ကန်းကိုဘယ်ဘယ်ဒီဘယ်ကရက်မှလည်းတက်ပြီးကြလားတတ္တဝါတွေမနှိမ့်ဆက်နိုင်တဲ့ခြေနေရအောင်ယနေ့ဖြင့်ဆရာဘုန်းကြီးဒီအိတ်ရှင်းမှနှိုးကြပါတော့နှိုးပြီးကြလားဖောင်ဆင်ကြပါတော့ဒါကူများစွာတောင်းပန်နေနေပဲလို့မှတ်ရအောင် ိတ်ချမ်းပါလေပါတော့နိုးပြီကလားနိုးရင်လည်းမပြီးသေးဘူးတရားနာတာနိုးတာပါပဲနိုးရင်လည်းမပြီးသေးပါဘူးမကင်ဖောင် ခန္ဓာကိုယ်ရဲ့အရောက်ဆင်ကြပါအောင်ဆိုတာကိုလေလေးစားစွာနဲ့ပဲတိုက်တွန်းပါတိုက်တွန်းတယ်မတိုက်တွန်းတယ်လေတိုက်တွန်းပါဗျာဘာကြောင့်လုံးလို့ဆိုတော့ဖော်မပြောလို့ရှိရင်လည်းအော်သူများလည်းဒီလိုလောက်ကင်စားတော့နေတာလေတို့လည်းဒီလိုလောက်ကင်စား စားတော့တဲ့အလုံးမှမလုပ်ရင်ဘယ်ဖြစ်မလို့လူတဲ့နေတဲ့ဥစ္စာလူလိုတော့လောက်ပါမှာပေါ့။အော်ဒါကမျက်စိမမြင်တဲ့လူချင်းအတုခိုးတာပါဗျာ။ဘယ်လိုဆိုကြပါမျက်စိမမြင်တဲ့လူချင်းအတုခိုးတာကိုဒါကကျွဲတို့အသားမယူလိုက်ပါနဲ့။မှန်ပါဗျာ။အခုတုခိုးနေတဲ့အိဗယ်ရှင်းကြပါဗျာ။မှန်ပါဗျာ။ဘယ်လိုများတုခိုးကြပါလဲ။အဲဟိုရင်လည်းရကန်းနဲ့လောက်ကန်းဆိုဟိုရင်ကလည်းဈေးဆိုင်နဲ့ရောက် လောက်ကင်စားတော့တယ်လူဆိုတာဒီလိုပဲလောက်ကင်စားတော့ရနေတယ်အလုံးမရှိလို့ရှင်မခက်ဘူးလားအဲမခက်ပါဘူးလို့ခွန်ကြီးပြေတယ်ဟောင်းမရှိမှခက်ပါတယ်ဟုတ်ပါပါတပည့်ကြအလုံးမရှိလို့မခက်ပါဘူးတရားဓမ္မတို့ဟောင်းမရှိမှခက်ပါတယ်ဘာကြောင့်လဲဆိုတော့ရေးလာနေတာပဲအလုံးမရှိဘာကိစ္စရှိတုံးဖောင်းရှိပဲဖောင်းမရှိရင်သာခက်တာပေါ့ဟုတ်ပါပါအဲ့ဒါဖြင့်တရားကျွဲတော့ယနေ့ကစပြီးတဲ့ကာလကိုယ်ပိုင်ဖောင်းစင်ကြပါတော့ ပါလေဘယ်လိုများတိပေးပါလေကိုပိုင်ဖောင်းစင်ပြီးကြလားကိုပိုင်စင်းနေပြီးကြလားကိုသားလည်းမရဏလွတ်ရာရှောင်ရပါတော့ဒါဖြင့်မရဏဆိုတာကသေခြင်းအမရဆိုတာကမသေးရမှန်ပြိနိဗ္ဗာန်ဩဒါဖြင့်ဒီကြီးလို့ခေါ်ရရေကဖြင့်မကံဖောင်မတပပုမဲ့လူဆောင်မဲ့လူတို့မှာကဲမဲ့လူယူမဲ့လူမရှိတော့ပါလား အဲ့ရကနိုးမတော်တော့မယ်ဆိုပြီးကြတာမကင်ဖောင်ဖြစ်ကိုဖြင့်ဒကာရမတို့လှုပ်ဖြောင်လှုပ်ကြပါမှန်ပါဗျာသဘောပါကြသမင်းညာရေလို့ဘုန်းကြီးဒကာရမတွေဒီစကားကိုမယူလိုက်နဲ့နော်မှန်ပါဗျာဥပအောင်သမင်းညာလားမှန်ပါဗျာသမင်းညာလို့ဒကာရမတွေအခုပြောနေတဲ့စကားကိုနားမလည်လည်းမရှိပါနဲ့နားလည်အောင်လည်းပြောနေပါတယ်အော်ဒီရေဟာသာယသမီးရေရှိပါရဲ့လိုက်နေတဲ့ရေဟာဝိဇာတဏှာတို့ဤအရေးဖြစ်လေသောကြောင့် ဒါအိပ်ပျော်နေတဲ့အလုပ်ပဲမှန်ပါဗျာဥပဒနာနဲ့ခန္ဓာငါးပါးပါးပါဖြစ်ဖြစ်ရှိပြီးဒီကလာမဂ္ဂင်တွေဝင်နေရောက်နေတဲ့လောကတော့ပြန်မဂ္ဂင်ဖောင်ကြီးကိုမတရားဆန်းတဲ့ဖောင်ကြီးကိုကိုယ်ပိုင်လုပ်ပြီးဒီကလာကိုယ်ပိုင်အသေးရှောင်းနေတာရှောင်းဖို့ကိုအရှင်သင့်ပြင်းနေတာဘာလားလို့ဆိုရင်မှန်တယ်ပဲဆုံးဖြတ်ချက်ချမှန်ပါဗျာဒါကြွေတာပြန်အရေးကြီးတာအရေးကြီးပေါ့ဗျာအရေးမကြီးတာခွင်းကြီးတို့ဓမ္မတွေကချိန်ပြီးဒီကလာထားလိုက်ပါအောင်ဆိုတာကို <laughs> 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 တိပြလိုက်ပါတယ်ဟုတ်ပါပါဒါရင်သာရသမီးရှိပါရောင်းဝယ်ဖောက်ကားရဲ့ဟူတွေ့ပြီနိုးတာလားအိတ်တာလားဟုတ်ပါပါဘုပ္ပကနာလုံးလုံးနေတဲ့ပုဂ္ဂိုလ်ကဟုတ်ပါပါဒါရင်နိုးနေတဲ့ပုဂ္ဂိုလ်ရေတိုက်မှန်တယ်ဟုတ်လားဖောင်ရှင်နေတဲ့ပုဂ္ဂိုလ်ရေတိုက်လို့ရှင်းရင်ဖောင်ရှင်နေတဲ့ပုဂ္ဂိုလ်ကဖောင်ရှိလို့အန္တရာယ်ကင်းဟုတ်ပါပါမနေ့ကသာရသမီးရှိပါရည်ဟူသောအိပ်ပျော်ခြင်းနဲ့အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ကဖြင့်ဖောင်မရှိလို့လက်မဲ့မျော မြောရကန်နေဝဲရဲရောက်ရောက်ရကန်နေပြီးမြုပ်ဖို့သာရှိတော်တယ်ဆိုတာဒီရေးတဲ့ကြီးတာတော့ဖြင့်တကယ်ကျွဲတကယ်တက်တကယ်အောင်လို့မရှိဘူးမဟုတ်ပါဘူးဒါဖြင့်တကယ်ဓမ္မတို့မဲခင်ဖောင်ဆိုတော့လေပြောပြမဲ့လူရှိမှလဲကိုအန္တရာယ်ကင်းလို့ဘေးကင်းအောင်ကယ်ဆင်းမဲ့ဖောင်ဟာလွတ်တတ်တာမဟုတ်ပါဘူးဒီတိုင်းတို့မဲခင်ကြီးရပါလို့ဤမဲခင်ဖောင်ကြီးကိုစိနေမိတ္တကလာနိဗ္ဗာန်မြို့ကြီးကိုဆန်တဲ့ရပါလို့ဤ ချိုးယုံနဲ့လည်းရတာမဟုတ်ပါဘူး။ကိုယ်တိုင်ရှင်ပြီးဒီကလာကိုယ်တိုင်သိပြီးဒီကလာလုံးမသာလင်ဒီကဓမ္မတို့ရမယ်လို့ဖြစ်နေသောကြောင့်အခုဒီကဓမ္မတွေခွန်ကြီးများကသတိပေးကြတဲ့ကဒီကဓမ္မတို့ခင်ဗျားတို့အယောင်းဝယ်ကောင်းတဲ့ခွန်ကြီးဖြင့်ရမှချမ်းသာမှုတော့ဝန်တာပါရဲ့အေးကျူးတယ်လို့ထင်တာပဲမဆိုးရဘူးလားအယောင်းဝယ်ဖြင်းမြန်နေပြန်တော့လေအေးဒါ ဆိုင်လေးပိတ်ပြီးဒီကရာဒီတိုင်းနေမယ်ဆိုလို့ရှိရင်လည်းနောက်လာမဲ့ဈေးကောင်းလေးကြလို့ရှိရင်လည်းဆိုင်မရှိမှန်းသိတယ်ဘာလို့မှမိတ်ဆက်လာမှာမဟုတ်တော့မျောလင်းစောနဲ့ပဲဒီကရာနေပြန်တော့လည်းမကောင်းနဲ့ခင်ဗျားတို့အိတ်နေတာမှန်ပါဗျာကောင်းလဲမှန်ပါဗျာဒါပြန်ဘယ်တော့မှနိုးတယ်မရှိတော့ဘူးဆိုလို့ရှိရင်ဘယ်တော့မှကိုယ်ဖောင်ကိုလှုပ်ဖြစ်တယ်မဲ့အချိန်မရှိတော့ဘူး ်ရှိပါဦးမလားအဲ့ဒါလည်းဆိုရင်ဒီဟာဖြစ်နေတော့ဒီနေ့တော့လည်းဒကာကျော်ဘာလုံးမှာတော့ဒကာတက်ဘာလုံးမှာတော့အိုးဖောင်းမစင်နိုင်သေးဘူးဖျက်တရားဓမီရှိပါရဲ့ပဲလောက်အောင်အိပ်ရအောင်မဖျက်ဒီနေ့တော့လည်းဘာလုံးမှာတော့ဆိုအိပ်ရအောင်မဖျက်နောက်ဒီနေ့ဘာလုံးမှာတော့မေးပြန်တော့လေဩရေတွေကခမရလက်ဘင်းရောက်နေပြီခမရကအိတ်သုံးရှိသေးတယ်ကိုယ်ပိုင်ဖောင်းလည်းမရှိသေးခမရသိရင်သို့သိခြင်းလို့လားလို့ ဒီပြန်လဲမေးစရာမရှိတော့ဘူးမှန်ပါဗျာဒါပဲမေးရတော့မယ်ဆိုတာသဘောပါမှန်ပါဗျာအဲ့ဒါကြောင့်ခွင်းတို့တရားဓမ္မတွေဟာမသိသောပုဂ္ဂိုလ်ကပြောဆိုနေတာတွေကိုအတုခိုးပြီးဒီကလာသိသောပုဂ္ဂိုလ်ကအန္တရာယ်ကင်းဖို့ဘေးရှင်းဖို့ရှောင်ပါဆိုတာကိုအစ်ဆက်ဆက်လုပ်နေတာလောက်ကိုယ်မိုက်သူပြောတာဖြင့်တရားကျွေးမရှိဘူးမှန်ပါဗျာ ညာရောက်ကြပါလားသံမြင်ညမဟုတ်ပါဘူးလို့သတိထားလိုက်စမ်းပါမှန်ပါပါအလုံးလုံးရေးကြည့်တဲ့စကားနှခွန်းပါလားဖုံရှိမှလွတ်ကင်းမှာပါလားမှန်ပါပါမတရားမှန်ပြီးနိဗ္ဗာန်ဆိုတာမဲခင်ထဲမှာသွားလို့ရတယ်နော်မှန်ပါပါရှင်းခြင်းလေးရင်နဲ့သွားလို့မရပါဘူးဗျာအဲ့ဒါကြောင့်မဲခင်ဖောင်မှကိုယ်ပိုင်မရှိလို့ရှိရင်ဘုရားသခင်ကိုရမကြီးကပြန်မင်းတို့အသေးလို့တဲ့နေရာဌာနလည်းမင်းတို့ဟာမရောက်နိုင်တော့ပါဘူးဘယံမရာမြို့ပြီဘယံမရာမင်းတို့ဒီ သိခြင်းဆိုနေခြင်းဆိုလမ်းသာမင်းတို့ရောက်တော့မှာပဲဆိုတာမြင်တော်မူသောကြောင့်မဂ္ဂင်ဖောင်သည်ဖြင့်ရှင်ပြောင်ဆိုတာကိုဓမ္မဗရပါဠိတော်မှာတိုက်တွန်းတယ်ပါပါတကယ်တကယ်မဟာကရုဏာတော်ယဉ်ကြီးဖြစ်နေလို့ပြောတာနော်ပါပါဘုန်းကြီးများကလည်းဘုရားကြီးကရုဏာတူလိုက်ပြီးဒီကလာတို့လည်းသိကြအောင်လေဒုက္ခရုဏာလည်းတို့ကဲတင်ပါတော်ကိုဆိုပြီးဒီကလာခမရတို့အိပ်ပင်မဲ့နေတိုင်းနှိုးပင်တယ်ပါပါခမရတို့ကတော့အိပ်တာပဲ နဲ့ပြန်ပါလို့မအောင်အယောင်းပဲတပည့်ပါလို့ဘာလို့ပြောကြဆိုကြနဲ့ခဏကပါလို့မအောင်ဆိုခဏကလည်းကိစ္စတွေကမပြင်းပြတဲ့တွေကရှိသေးဒါရင်ဟူသေးရကအိပ်ပျော်ခြင်းဖြင့်အိပ်ပျော်နေတာပဲလို့မှတ်ရမှန်ပါဗျာတပည့်ကြကြမှန်ပါဗျာဒါဖြင့်အားလုံးကအရမတို့အိပ်တွေကို ရက်ဆဲပြီးကြလားအနိုးပဲလှဲ့လိုက်ပါအောင်ဆိုတဲ့ဥစ္စာတိုက်တွန်းရပြန်တယ်ရှင်းမလားရှင်းပါဘူးကောင်းပြီဒါပြန်ဘုန်းကြီးတို့ဓမ္မတွေဒီတိုင်းနဲ့ပဲချိန်သာကုန်လို့ရှိရင်ဖြင့်ဩခမည်းတို့စုထားတဲ့ပစ္စည်းကလည်းခမည်းတို့မကယ်တဲ့ပြင်မှာတိတ္တဘုံဘုပဲသူကမျောသေးသေးချမ်းမဲ့နဲ့တိတ္တဖြစ်အောင်မျောချလိုက်အင်းလောဘဒေါသတွေကလည်းငရဲရအောင်ပဲမျောချလိုက်မောဟဆိုတာလည်းတိရစ္ဆာန်ဘုံရအောင်မျောချလိုက် ဩဒါဖြင့်တို့အိတ်နေခဲ့လို့ဒီဘုံဒီဌာနညှိုးရင်ရောက်လာတာကိုလို့မဆုံးနိုင်ဘူးဆုံးပါပါဒါဖြင့်ဒကာရမတို့အိတ်ချိန်လားနှိုးချိန်လားနှိုးချိန်ပါဗျာနောင်ဝေတော်ဆရာသမားနဲ့လည်းမတွေ့တော့ပါဘူးဒကာကျွဲဘာသာရေးကလည်းမရှိတော့ပါဘူးရှိပြန်လဲအောက်တန်းတရားတွေသာရှိနေမယ်ဆိုလို့ရှိရင်လည်းဥပအောင်ခက်ပြီမခက်ပဲဘူးလားခက်ပါဗျာဒါကြောင့်ခွန်ကြီးတို့ဒကာရမတွေယခုချိန်ကစပြီးကြတယ်ဒကာကျွဲရှေ့ဘက်မှာနှိုးချိန် နှိုးပါတော့နှိုးပေးမဲ့လူလည်းရှိပါသေးတယ်။မှန်ပါဗျာ။နောင်ကြတော့နှိုးပေးမဲ့လူကိုပဲတကယ်သိရှိလိမ့်မယ်လို့ဘယ်တော့မှမအောင်မင်း။မှန်ပါဗျာ။ဒါဖြင့်လည်းဆိုတော့ဟောဒီမေကမွေးလာတယ်ဒီပညာပဲရောင်းနေဝဲနဲ့တောင်သူဖြင့်တောင်သူလည်းသမားသားသမီးဖြင့်တောင်သူလည်းသမားလို့ကိုပဲသင်လို့တော့အဲ့ဒါပဲသင်လို့တယ်။မှန်ပါဗျာ။အင်းရောင်းဝဲသမားဖြင့်လည်းသူသားသမီးကိုအရောင်းဝဲပဲသင်လို့လိုက်ပြန်တော့အဲ့ဒါပဲသင်လို့တယ်။နှိုးတာပါရဲ့လား။မှန်ပါဗျာ။ တို့ပါတဲ့노ရလေးကလည်းမင်းပွေရင်လူတာပေါ့ကွာအာခရသရင်လပ်ပြီလားကဥပုပ်ဆောင်တာပေါ့ကွာဒါလေးကလည်းမက္ကံဖောင်ထဲမှာသူကအရင်ဖြစ်တဲ့အရင်တွဲရမယ်ဖောင်မှမဟုတ်ဘဲနောက်မှသီလဆိုတာနောက်မှဝင်လာတာရှိသော်ငါလုံးတွဲပြီးမှရှစ်လုံးဖြစ်မှာဘူးအဲ့တော့ဒါလေးတော့ကလည်းတွဲလို့လည်းမဖြစ်သေးတော့ ဒီဟာလေးကလည်းခမရတို့ခိုးလောက်အောင်ရှိလောက်အောင်အန္တရာယ်ကင်းလောက်အောင်ကစကားကြွယ်တကယ်စင်စစ်မဖြစ်သေးဘူးမှန်ပါပါဖြစ်ပါမဖြစ်ပါဘူးမဖြစ်သေးတော့လူသေးတဲ့ဖြစ်တယ်ကများမနေဘူးမှန်ပါပါအေးဒါကြောင့်ဩဘုဖော်လက်တင်မိစဉ်းစားပါယနေ့တရားဩငါနဲ့ပြန်ပါလို့မှာတော့တပက္ခံကပါလို့မှာတော့ခဏက္ခံကပါလို့မှာတော့ကိုကိုကိုဘုဖော်လက်တင်စဉ်းစားဩငါဒီကားလို့ရှင်ဘုရားခင်ကိုရမေကြီး ညံသွားနဲ့ကြည့်လိုက်တဲ့အခါအဲ့တဲ့အလုပ်ကြီးငါလုံးနေပါလားနိုးတာကမပါပါလားနိုးပါတယ်ဖောင်ရှင်ဖြစ်တယ်မနိုးတဲ့ပုဂ္ဂိုလ်ဖောင်ရှင်ဖြစ်တယ်လို့ထုံးစံရှိပါရဲ့မရှိပါဘူးအဲ့ဒါကြောင့်အလုပ်လုပ်မယ်လို့ကြံလို့ရှိရင်ပဲအိတ်မှားတာအိတ်အိတ်တဲ့အလုပ်လားနိုးတဲ့အလုပ်လားဆိုတာကိုလည်းဝေဖန်ပေးကြလားအိတ်ချိန်နဲ့နိုးချိန်လေးကိုဖြင့် ွဲကြဝေဖန်ပြီးကြလားသိကြပါဆိုတာတရားမဟုတ်မီရှေ့ဖို့ကာလမှာကိုကိုကိုဝေဖန်နည်းကိုပြောလိုက်ပါတယ်မှန်ပါဗျာဝေဖန်တတ်ပလားမှန်ပါဗျာခဲတော့ဖြင့်တရားသမီးဇီဝရဲ့လိုက်နေတဲ့အချိန်ကျတော့ဗာချင်းဆိုကြမယ်ပြေပါဗျာအင်းခန္ဓာကိုယ်ညံလဲပြီးဥပဒနာရှိနေတဲ့အချိန်ကျတော့ဟုတ်ပါဗျာအော်အဲ့ချိန်လဲဒကာရမတို့ ရေးလာနေတာပဲမှန်ပါဗျာနှိုးစင်ရေးလာတဲ့ပုဂ္ဂိုလ်နဲ့အိတ်စင်ရေးလာတဲ့ပုဂ္ဂိုလ်နဲ့အန္တရာယ်ကင်းမှုကအတော့กว่าပါလိမ့်မယ်မှန်ပါဗျာဒါကနိုးနေတဲ့ပုဂ္ဂိုလ်ကလည်းဖောင်းပါရှင်ပြီးကြတာပြီးပြီးသားဖြစ်နေနေမယ်ဆိုရင်တော့ပြန်ကြံတဲ့ပုဂ္ဂိုလ်တွေကာမတရားပဲနိုးလို့ဖောင်းရှင်တဲ့ပုဂ္ဂိုလ်သာလင်လူရဲ့ကျွရဲ့ချမ်းသာရဲ့သူ့မှာသာကိုယ်ပိုင်ရတော့တယ် မဆုံနိုင်ဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့အိတ်လာတဲ့ရက်ပေါင်းဘယ်လောက်ရှိပြလဲလို့မေးလို့ရှိရင်ကလေးဒီငယ်လူငယ်ကလည်းအိတ်လာခဲ့တယ်။ပညာသင်လုံးကလည်းအိမ်တော်ကြီးသားလို့တည်တော်ကြပြန်ကြတယ်။အိမ်တော်သားကြပြီးဒီကလာတကားကိုကိုကိုင်နဲ့နေကြမြန်တော့။ခိုင်းတာပြန်အိတ်တဲ့ချိန်ကမြားပြီးနိုးတဲ့ချိန်ကနေတော့နိုးတဲ့ချိန်မြန်မြန်ဆင်လိုက်ရင်လည်းဒီဖုံဖြစ်ပါသေးတယ်။အလုံးဝမဆင်တော့ပါဘူးဆိုရင်ဖြင့် ဘယ်လိုပရိသေရုပ်ပြီးကြလားဘယ်လိုအမြောက်ဝင်냐တော့လဲညောချက်မြုပ်ချက်ကတန်လုံးလို့သာရုခေါ်ခြင်းမပေါ်နိုင်ဘူးပေါ်နိုင်မလားပေါ်နိုင်ပါဘူးအဲ့ဒါရင်ညာနဲ့လက်ချင်းမှာဩငါနဲ့ဒီလိုဆရာကောင်းသမားကောင်းတွေသာမတွေ့တော့ဘူးဆိုလို့ရှိရင်ဖြင့်ငါတော့ကိုကျိုးနေတာဖြင့်မရှိတော့ဘူးဆိုရဘူးလားအခုညောချက်နဲ့အဲ့ချိန်ဓမ္မတွေကွဲကြပါဘူးဒါရင်တော့ဖြင့်ညောချက်မှာဓမ္မတွေဘာလို့ရမလဲ ဥပဒနာတွေဆိုမဲခင်ဖောင်ကြီးရှင်းရမယ်ဗျာဥပဒနာမဲခင်ဖောင်ကြီးရှင်းမှဒါလင်းတဲ့တရားဓမ္မတို့လောကုတ္တရာမဲခင်ဖောင်အရှိဖြစ်လာမယ်မဟုတ်လားကောင်းပြီဒါဖြင့်တရားဓမ္မတို့ဖောင်ရှင်းတဲ့ဤကိုပဲနိုးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါပြီနိုးပေမဲ့လည်းဖောင်ကိုပဲလို့ရှင်းရမမသိလို့ရှင်းရင်ဖြင့်နိုးနိုးနဲ့မျောရလို့ရှင်းရင်လည်း ဒါနနိုးသီလနိုးလောက်နေတယ်လို့မျိုးမှာပဲမျိုးပဲဦးလားမျိုးပါဗျာမဲခင်ဖောင်ကြီးမှမရသေးသေးကလပ်ပတ်လုံးဖြင့်ဒကာဓမ္မတို့စိတ်အေးလက်အေးနဲ့နေဖို့ရာရေးဝေးပါသေးတယ်ဆိုတာသုံးဖြတ်ချက်ချက်မှန်ပါဗျာပေါ်ကြလားမှန်ပါဗျာ